ရတာအကောင်းဆုံးလှူရလူရှိပေးရလူရှိထောက်ပံ့ရလူရှိခင်ဗျားတို့ရတာအကောင်းဆုံးပဲဒီနေ့ဒီချိန်မှာရတာအကောင်းဆုံးခင်ဗျားတို့ဒီနေ့ဒီချိန်မှာမနာတတ်သေးဘူးဆိုရင်ဒီလိုမျိုးစော်ကားနေတယ်မှာခင်ဗျားတို့နိုင်ငံတော်လည်းတိဆောင်ရေးတွေအများကြီးလုံအောင်ပါစောက်လော်ရေးလုပ်ငန်းရှင်တွေဒီလိုအချိုးချိုးမဲ့ဆိုရင်ပြည်သူတွေဘယ်လောက်ဒုက္ခရောက်မလဲဆိုတာနိုင်ငံတော်အစိုးရသိတဲ့မှာအချက်ဒါကြောင့်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်င်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ခင်ဗျားတို့အဲဒီမှာနောက်လုပ်ငန်းရှင်တတိချို့ကိုကျွန်တော်ပြောပါမယ်ခင်ဗျားတို့အဲဒီမှာ အောင်စုံထောက်ပံ့နေတဲ့လူတွေရှိနေရင်ကျွန်တော်ဖော်ထုတ်မယ်ခင်ဗျားတို့ကျွန်တော်ဖော်ထုတ်ဒီနေ့ကစပြီးရက်ပြီးတော့မရက်ဘူးခင်ဗျားတို့ကျွန်တော်ဖော်ထုတ်ကျွန်တော်ကြိုပြောပါမယ်ဒီနေ့ကစပြီးကျွန်တော်သတိပေးတာပါပွန်လင်သတိပေးတာပါခင်ဗျားတို့လုပ်ငန်းရှင်တွေထဲမှာအောင်စုံထောက်ပံ့နေတဲ့လူရှိရင်ဒီနေ့ကစပြီးရက်ပါမရက်လို့ရှိရင်ကျွန်တော်ဖော်ထုတ်မယ်ဖော်ထုတ်ပြီးအဲ့လူတွေကိုထောင်လိုက်အောင်ကျွန်တော်ပို့မယ်တနည်းနည်းရအောင်ပို့မယ်ကျွန်တော်ကြိုပြောပါပွန်လင်ပြောတာဘာလို့လဲဆိုတော့ဒီလောက်မရင်ရန်ကားတဲ့ကောင်စားမျိုးကိုကျွန်တော်တို့သီးခံနေဖို့ မသိတော့ဘုရားဘာသာဝင်ဒုလုံးဒုတစ်ခုလုံးကလည်းဒီအောင်စောမယိုင်းရန်ကားမှုအောင်စောနဲ့သူ့အပေါင်းပါလေမယိုင်းရန်ကားမှုကျွန်တော်တို့သိကံနေဖို့မသိတော့တခုခုတော့ကျွန်တော်တို့တုံ့ပြန်ကြဖို့လိုတယ်မဘာသာနဲ့ကျွန်တော်မျိုးချစ်လူငယ်အဖွဲ့တွေကလည်းတုံ့ပြန်ကြဖို့လိုတယ်ဒါပါလဲလို့မင်းတီတခုဆရာတော်ကြီးနဲ့အရှင်စေကိန်းကကိုသူကဘယ်ရောက်နေလဲတဲ့ကျွန်တော်ကတော့ပါရဲ့ဗျာပွင့်လင်းပြောတာပါတီတခုဆရာတော်ကြီးနဲ့အရှင်စေကိန်းနာမှုလို့ပေါ့ကျွန်တော်မျိုးမင်းဘယ်ရောက်နေလဲဆိုအေးမင်းကမှခြံတော်နဲ့ဝင်တယ်လို့ပြောမှကျွန်တော်သာဆိုရင်တကယ်ပါ ဘလောက်မရိုင်းလဲဆိုတာအခုငလင်းကိစ္စဖြစ်တယ်သူသူရဲ့သူရည်ရွယ်ချက်ကငလင်းဖြစ်တယ်ငလင်းဖြစ်ချိန်မှာတီတခုဆရာတော်ကြီးနဲ့ရှင်စေကိန်းကဘာလို့မလို့ဖဲနဲ့ဘယ်ကြောင်ပြောက်နေမှမသိဘူးဒီလူတွေကဒီဖိုးကြီးတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့စပြင်ဖိုးကြီးတို့ဟိုဘာမှမလို့ဖဲနဲ့ဖိုးကြီးတွေကဟိုကျွန်တော်မပြောရတဲ့စကားလုံးတွေပါထားပါတော့ကျွန်တော်မပြောတော့ခင်ဗျားတို့အဲ့လိုဆိုသဘောပေါက်တယ်ဒီအောင်စောရဲ့အရေးသားအရေးသားနဲ့တွန်းအားပေးပို့တဲ့မီဒီယာတွေဖော်ပြတဲ့ဟာကိုတော့ဖတ်ကြည့်တော့တော့မဖတ်နဲ့ဗျာဖတ်မနေပါနဲ့ခင်ဗျားတို့ဒါတော့မယမ်းရန်ကားတဲ့ကောင်တွေဖတ်မနေလို့ထားတော့နေဦးအဲ့တော့ကျွန်တော်ပြောရင်ကျွန်တော်အဘတ်တင်မှာကျွန်တော်ကြောက်တယ် တီလူဆရာတော်ကြီးနဲ့စေကင်းနောက်ဒီငလေးမှာဘာမှမလုပ်တဲ့ပုံစံမျိုးဘာမှမကူညီတဲ့ပုံစံမျိုးနဲ့အောင်စော်တို့အောင်စော်နဲ့အပေါင်းပါများတစ်ပိုက်ကမရမ်းရမ်းကားထားတယ်မရမ်းရမ်းကားထားတယ်ဆိုကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တော့ဒီအောင်စော်ရဲ့မရမ်းရမ်းကားမှုကိုကျွန်တော်သီးမခံနိုင်တာကျွန်တော်တော်တာဖြစ်တယ်တွေ့ရချင်မှတအားတော်တာတယ်ခတော့ပါရဲ့ဒီမအေလိုအောင်စော်ဘယ်သူမှမလုပ်ပြနိုင်တော့ဘူးလားဘယ်သူမှမရှင်းနိုင်တော့ဘူးလားတော့မီးတွေးလာပြီတကယ်ပါအဲ့လိုပဲကျွန်တော်ဆဲမိတော့တယ်ခတော့ပါခတော့ပါအားလုံးတကယ်ပါခတော့ပါဟုတ်တက်တလောက်မရိုင်းနိုင်ဘူးယား ရိုးရိုးတန်းတန်းပြောလို့ရတယ်။ဟိုဒီဆရာတော်ကိုတတ်တတ်မဲ့တီတကူဆရာတော်ကြီးရဲ့အရှင်စေကိနာအခုလုံနေတာအရှင်စေကိနာလို့တော့လုံနေတယ်ကျွန်တော်နာမည်မှားပြောတယ်။မှားပြောတယ်ကျွန်တော်မှားပြောတယ်ကျွန်တော်တောင်းပန်တယ်။အခုအရှင်စေကိနာတော့လုံနေတယ်တီတကူဆရာတော်ကြီး။အမအခုသခိုင်းကြောင်နေပြီးတော့သူသူ့အသက်ရွယ်ကြီးနေဗျာဆရာတော်ကြီးအသက်85နှစ်နဲ့ထင်တယ်ပြီးခဲ့တဲ့ကြာပဲ။ဆိုသူ့အသက်ရွယ်ကြီးနေဗျာဆရာတော်ကြီးခင်ဗျာတော့လုံနေတာ။သူ့လူတွေကိုတပည့်တွေဘက်နေမှားနေတယ်ဘာလို့ဘာလို့ဖုန်းတွေဆက်မှားတယ်။အာတပည့်တို့ဘာလို့ဆိုတော့သူမှားနေတယ်။သူ့အသက်ရွယ်ကြီးနေဗျာသူမနေကိုဘာဖြစ်နေချင်မှာ။အဲ့ဒါဆရာတော်ကြီးက သူ့ရဲ့အသက်ရွယ်ကြီးတော့မထောက်သူစ조사ပန်းသားနဲ့ငလင်ကိစ္စနဲ့လုံနေတယ်ဆရာတော်ရှင်စင်ကိနေဆိုလေတကယ်ကိုပဲဒီမှာငလင်ရွှော်ပြတဲ့နေရာတိကိုချက်ချင်းရောက်အောင်သွားတယ်ဒီလိုလုံနေတာကိုဒီမအေးခရော့ပါဒီမအေးလို့အောင်ဆိုကအောင်ဆိုနဲ့ဘောင်းပါများဘယ်ရောက်နေလဲဆိုတော့ကျွန်တော်လေးခရော့ပါခုနကထပ်ပြောမယ်ဆရာတော်ကြီးတို့မို့လို့ကျွန်တော်သာကျွန်တော်သာမီကြုံမြင်မဲ့ဘယ်ရောက်နေလဲမင်းမင်းနမချန်အောင်နဲ့ရောက်နေလို့မေးမေးချန်အောင်ရောက်နေလို့ပြောချင်တာအဲ့မေးလို့မရဘူးကဲတကယ်ခရော့ပါပဲတကယ်မရိုင်းတာလွန်အားကြီးလို့လေအဲ့တော့ဒီကောင်တွေက ဒီကောင်တွေကဒီလိုမယိုင်းယမ်းကားဖို့မီဒီယာထောင်းထားတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုစော်ကားဖို့ကျွန်တော်တို့ဥခိုက်ရတဲ့ဆရာတော်တန်ခါတော်ကြီးကိုစော်ကားဖို့ကျွန်တော်တို့နိုင်ငံတော်ကိုစော်ကားဖို့ဒီကောင်တွေကဝန်မလေးဘူးပတ်ဆံရရင်အောင်စောကဖိမှခံမဲ့ကောင်စားအဲ့လိုပဲကျွန်တော်ကတော့ပဲပြောချင်လို့တယ်ဒီလိုကောင်မျိုးတွေကောင်ကဆိုတော့ဒါတော့မယိုင်းယမ်းကားတဲ့ကောင်မျိုးကိုမျိုးချစ်အသင်းတွေမဘာသားတွေကျန်တဲ့ပြည်ထောင်မှာရှိတဲ့ဒီဘာသာရေးဆိုင်အဖွဲ့အစည်းတွေအနေနဲ့နည်းနည်းတော့ခါတော့တုံ့ပြန်ကြဖို့လိုပြီလို့ကျွန်တော်တိုက်တွန်းချင်တယ်ကျွန်တော်တော်လည်းတုံ့ပြန်နေတယ်ကျွန်တော်လူမိုက်ဖြစ်နေတယ်ခါတော့လည်းအသံဖတ်ကြအောင်လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ် ီးတော့တစ်ဆက်ထဲမှာပဲခင်ဗျားတို့ထပ်ပြီးတော့ပြောချင်တာအောင်စော်ကဗာရေးထားလဲသူ့ Facebook မှာအဲသူတို့ရဲ့သူတို့ရဲ့ AIOD ရဲ့ဟို Facebook မှာဗာတင်ထားလဲဆိုတော့တင်တော့ရဲ့ကုညီမှုလိုအပ်နေပါတယ်တဲ့တင်းရဲ့5ဒေါ်လာ AIOD ရဲ့ပန်းတိုင်ကို selection တန်းစီပါတယ်တဲ့ဆိုသူပြောထားတယ်ပြီးတော့အလူရှင်တွေကထောက်ပံ့မှုရဆိုင်ခြင်းများကြောင်းတယ်ယခုက AIOD သတင်းတော်များရဲ့လုံခြုံရေးနဲ့လူ့ဘဝအခက်အခဲများနဲ့ကြုံတွေ့နေရပါတယ်တဲ့5ဒေါ်လာလူတန်းမှုဖြင့်ဒီမိုကရေစီကအနေအကျအကျောင်းနေဒီလက်ရှိရည်ကြည်သောအချိန်မှာ AIOD အလုပ်ကိုဆက်လက်ထိန်းထားနိုင်မှာဖြစ်တယ်လွတ်လပ်သောသတင်းစာပညာ selection တန်းနိုင်ပါစေတဲ့ပြောချင်တာဒေါ်လာ 5ဒေါ်လာလှူပေးဖို့တောင်းတယ်အခုခရီးပီးသူလူစား5ဒေါ်လာလှူဖို့တောင်းတယ်လွတ်လပ်သောသတင်းစာပညာတဲ့ဟောလွတ်လပ်ပြီးအမိခိုကင်းတော့လဲပြောတယ်တယောက်ကို5ဒေါ်လာလှူပေးဖို့တောင်းတယ်တရောင်းစားပဲလीပွင့်လို့ပြောတရောင်းစားပဲလीမီဒီယာတရောင်းစားမီဒီယာဓမြတိုက်တဲ့ကောင်စားလို့ပြောနေအရာတွေအောင်စောကခင်ဗျားတို့ပို့လဲပြောမယ်နော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြောတဲ့ဗီဒီယိုအောင်စောစီကိုပို့ချင်တဲ့ကောင်ကြီးပို့လိုက်ကြကျွန်တော်တခါရဲပို့တာပို့လိုက်ကြအဲ့အဲ့မအေးဘေးစီကိုပို့လိုက်တော့ကျွန်တော်ပြောရဲပို့လိုက်ကျွန်တော်စောက်ကြည့်မှုဆိုင်တဲ့အဲ့မအေးဘေးကိုဘာလို့ကျွန်တော်တင်းနေရကြပြီအဲ့မအေးဘေးကိုတော်တော်မှတ်ရိုင်းနေကောင်အဲ့ဒီကောင်တော်တော်မှတ်ရိုင်းနေကောင် တော်တော်ကိုမယိုင်းနဲ့တိုင်းပြည်အတွက်တကယ်ကိုအစိတ်အောက်အဖြက်မောက်မိစားကောင်းမယ်ဒီကောင်ဘယ်တော့မှစောက်ကောင်းကောင်းကြိုးမပေးဘူးသူကမဝိစီကပတ်စံယူသွားတဲ့ပတ်စံတွေရောဘယ်နဲ့ဘယ်ကြောင့်သွားထွက်ရလဲလို့တော့ကျွန်တော်ပြောချင်တယ်တော့တထေးဟဲပြီးတထေးတောက်ကြီးယူတဲ့ပတ်စံအဲ့ပတ်စံပြန်မဆက်သေးဘူးအဲ့ကျွေးတွေဘရော့ပတ်စံတော့ထမတော့အောင်တော့တလိကလေးလောက်ထားရပါသေးရှင်မြို့ထဲမှာ तू အဲ့တထေးတောက်ဆက်ယူပြီးတော့ဝယ်ပလိုက်တယ်ပြီးလဲပြီးတော့ကွန်ဒိုခန်းဝယ်လိုက်တယ်ပြီးလဲပြီးတော့အဲ့အခန်းကိုတချမ်းလောက်ပဲနည်းနည်းလောက်ပဲပတ်စံချပြီးပတ်စံလည်းဆက်မချူအခန်းကလည်းတန်းတန်းအဲ့လိုလောက်ထားတယ်အဲ့ဇက်လန်းနေဘယ်ရောက်ဘယ်ရောက်အဲ့ပတ်စံနေ မဝိစီရင်တလောက်ဒေါ်လာတစ်သောင်းယူထားတဲ့ပတ်စံဒီဘယ်ကြောင့်သွားထုတ်ထားလဲအဲ့တုန်းကဟိုရင်တော့ဘောစုံဆော့လက်ထက်မှာဘယ်ရရဘယ်လိုဘာကြောင့်ယူရလဲမရှင်းဘူးအဲ့ဒါလေအဲ့ကောင်အဲ့လိုလုပ်တာဘယ်လောက်မယံလဲပြီးရင်ပတ်စံလိုလာပြီဆိုတထေးတွေအကုန်လုံးပတ်ပြီးလိုက်တွေ့အောင်တော်ခေါ်လာတဲ့တထေးကြီးလေကျွန်တော်ပွင့်လို့ပြတော့နော်ခင်ဗျားခေါ်လာတဲ့တထေးကြီးလေခင်ဗျားတို့လည်းဒီချင်းစားရရရဖို့ကောင်းတော့ဆက်ဆိုင်ဖြတ်ဖို့လိုတယ်ဒီအောင်တော်အတိုင်းမျိုးပတ်ဒုက္ခပေးနေတယ်အဲ့တော့ဒီမှာအလူငွေ9ဒေါ်လာလူပါ9ဒေါ်လာလူပါသူတောင်းဆိုနေတယ်โอเคခင်ဗျားတို့သွားလှူရင်လှူတဲ့လူတွေကအားကျွန်တော်တို့ ဆရာတော်တန်ဃာတော်ကြီးကိုစော်ကားနေတယ်မရိုက်နေတယ်ခုနဆရာတော်ရှင်ဆန္ဒအရှင်စေကိနာဆရာတော်အဆရာတော်ဒီဒီဦးဆရာတော်ကြီးဒီဆရာတော်ကြီးကိုစော်ကားနေတယ်ဒီလိုကောင်မျိုးခင်ဗျားတို့သွားလှူရင်ခင်ဗျားတို့ကအစိတ်ပင်ကြီးလောင်းဖြစ်မယ်ခင်ဗျားတို့ကဒီအာဒီကောင်နေစော်ကားဖို့အလိုလိုလိုပါလေဖြစ်သွားလိမ့်မယ်ဒီလိုမျိုးကျွန်တော်တို့ရဲ့ထေကြီးဝါကြီးဆရာတော်ကြီးတွေကိုစော်ကားဖို့အတွက်ခင်ဗျားတို့ကအစိတ်ပင်ကြီးလောင်းတာအလိုလိုလိုပါလေဖြစ်ကုန်လိမ့်မယ်ခင်ဗျားတို့သွားလှူရဲလို့ရှိရင်ပြောတာအဲ့တော့ညီမကြီးမှရှိတဲ့တထေးကြီးတွေပြည်ထမရှိတဲ့တထေးကြီးတွေပြည်ထမရှိတဲ့တထေးကြီးတွေ ခင်ဗျားတို့တွေကျွန်တော်ပြောပြပါဒီနေ့ဒီချိန်မှာရတာအကောင်းဆုံးလှူတဲ့လူရှိရင်ပေးတဲ့လူရှိရင်ထောက်ပံ့တဲ့လူရှိရင်ခင်ဗျားတို့ရတာအကောင်းဆုံးပဲဒီနေ့ဒီချိန်မှာရတာအကောင်းဆုံးခင်ဗျားတို့ဒီနေ့ဒီချိန်မှာမနာတတ်သေးဘူးဆိုရင်ဒီလိုမျိုးစော်ကားနေတယ်မှာခင်ဗျားတို့မနာတတ်သေးဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်ဖော်ထုတ်မှာကျွန်တော်ဖော်ထုတ်မှာဟုတ်တယ်မရအောင်ကျွန်တော်စုံလိုက်ဖော်ထုတ်မှာဘယ်ကောင်ကအရာကြီးထောက်ပံ့နေတယ်ဘယ်တစ်ရက်အရာကြီးထောက်ပံ့နေတယ်ကျွန်တော်လိုက်ပါချင်းမှာကျွန်တော်ခုသွားခဏပဲသိမ့်မချောက်ရောက်လာပြီပေါ်လာလိမ့်မယ်ပေါ်လာလိမ့်မယ်သိမ့်မချောက်ပေါ်လာလိမ့်မယ်တန်းစီပေါ်လာလိမ့်မယ်ဘယ်ကောင်အောင်တော့ပေးနေရဆိုတာပေါ်လာလိမ့်မယ်ဒါကြောင့်ပို့ရလို့ပြောရရင်တော့အဲ့ပြောပါပြရရှိတဲ့တထေးကြီးဒီနေရာကစပြီးအောင်စောက်တကြမ်းမှမပေးတာအကောင်းဆုံးပါ မတို့ပေးနေပြီရတာကောင်းဒီနေ့ကစားရတာကောင်းဆုံးပဲမရရင်ခမတို့ကျွန်တော်ဖော်ထုတ်မယ်ပြီးရင်ခမတို့ကိုဖော်ထုတ်ပြီးခမတို့စီးပွားရေးလုပ်ငန်းတွေစားကျွန်တော်မြေခံပြမှာပေါ့ဘာလို့ဒီလိုမရရင်တဲ့ကောင်မျိုးကိုတော့ခမတို့မလုပ်သင့်တော့မပေးသင့်တော့ကျွန်တော်ပွင့်လင်းပြောတာဒါကျွန်တော်တိုက်တိုက်တော့တဲ့ပဲတိုက်တော့လားဒါပွင့်လင်းပဲခမတို့ချေချောက်တယ်လို့ထင်တယ်လဲထင်ကျွန်တော်တဲ့ပဲတိုက်တော့ဒါမရရင်တာစော်ကားတာများသွားပြီသီလူဆရာတော်ရရှိစေကိန်းတော့ဒါလောက်ပင်မခံလုံနေကြတဲ့အချိန်မှာတော့ဒီမအေးဘေးကအဲ့လိုစော်ကားတာဗျတကယ်ကိုကျွန်တော်ဘယ်လိုစကားလုံးနဲ့ကိုပြောပြချင်မှန်းတော့မသိဘူးဖြစ်နေတာတော်တော်တင်းတာဗျဒီကိစ္စတော့ ဟိုတော့ကျွန်တော်တို့ပြည်သူလူထုကိုလည်းပြောချင်တာဒီလိုကောင်မျိုးတွေရဲ့ဟာဝိုင်းပြီးတော့ report ထုတ်ကြဖို့ blog ကြဖို့လိုတယ်။ဝိုင်း code page မှာပေါ်မှာ blog ပြဖို့ကောင်းတယ်။ကျွန်တော်ပေါ်မလာဝိုင်း blog ပြဖို့ကောင်းတယ်။ဝိုင်းထုတ်ဖို့ကောင်းတယ်။ဘာလို့ဆိုတော့ဒီကောင်ဒီကောင်တွေကကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာယဉ်ကျေးမှုလို့စော်ကားမယ်။ကျွန်တော်တို့ဒေဂျီဝါကြီးစာတော်လည်းစော်ကားမယ်။ကျွန်တော်တို့နိုင်ငံကိုလည်းစော်ကားမယ်။ခင်ဗျားတို့နိုင်ငံနိုင်ငံမှာရှိတဲ့တထေးကြီးတွေကိုလည်းစော်ကားမယ်။ဒါပေမဲ့တထေးကြီးချင်းစော်ဖို့ကိစ္စကလည်းတထေးချို့ကပဲထောက်ပံ့ပြီးပို့ပြီးလုပ်နေတဲ့အခွက်တွေပဲ။ကျွန်တော်တို့သိတယ် ဘယ်ကောင်ကဘလူပေါက်ထောက်မှဘလူပစဘယ်ကောင်ဆော်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 ဆော်ဖို့ရ information ပေးနေတဲ့ကောင်တွေအစရှိတယ်အဲ့တော့ခင်ဗျားတို့ဒီနေရာရက်တာအကောင်းဆုံးကိုကျွန်တော်တိုက်တွန်းလာနော်ပို့လည်းပြောရရင်တော့ပေးနေတဲ့ကောင်ရှိရင်တော့ရက်ကြတာအကောင်းဆုံးပါကျွန်တော်ပို့လည်းပြောရရင်တော့တော်တော်ဆိုးပါလေအဲ့ကိစ္စတော့ကျွန်တော်ဖတ်ပြီးမနေရတဲ့ညတဲ့မြင်နေရကျွန်တော်တင်းနေတာအဲ့ဒါကိုကျွန်တော်ပြောချင်တယ်ရားတယ်လို့ဒီနေ့ထည့်ပြောတာပါအဲ့တော့အောင်စော့စီကိုရအောင်ပို့လိုက်ကြကျွန်တော်ပို့လည်းပြောအောင်အောင်စော့စီမှာလုံနေတဲ့တင်းတော့တွေလည်းပို့လည်းပြောမှာအောင်သူရောရှိတယ်ကျွန်တော်မြင်နေအောင်သူရောရှိတယ်ပီပီစီရင်ကအပီပီစီက ိုလ်ချုပ်ဆောင်မင်းတို့စေရင်နာနဲ့တနာလို့လွတ်ပေးလို့လွတ်သွားတဲ့ကောင်ခုကြတော့ပြန်ပြီးတော့ပြန်စော်ကားတယ်အဲ့လိုကောင်စားတွေတကယ်ဟွာလေဦးစိုးသိန်းနဲ့မကင်းမရှင်းလုပ်ခဲ့တဲ့ကောင်ဒီလိုကောင်စားတွေအခုအချိန်မှာဒီလိုမီဒီယာမှာသွားလုပ်ပြီးစော်ကားနေတဲ့အတိုင်းမျိုးပြန်ပြီးတော့ဘလောက်ရုပ်ကန်းတယ်လဲဆိုတာဗျာစဉ်းစားကြည့်ဦးတော်တော်တော့အဟောဖို့ကောင်းပါတယ်နော်အဲ့တော့ဒါပါတော့ဒါတွေကသူတို့ဇာလန်းနေဆိုတော့ပြောမလို့အဲ့တော့အောင်စော့ကိစ္စကိုလည်းကျွန်တော်တခါလေးဒီနေရာမှာလူတို့ကို message ပေးတာပါခင်ဗျားတို့ဒီဒီလိုဟာဒီလိုကောင်စားမျိုးတွေကိုမှခင်ဗျားတို့ကစန့်ကျင်ကြဖို့ ဆန္ဒမရှိသေးဘူးဆိုရင်ခမရတို့နောက်ထပ် စော်ကားခံမဲ့ခမရတို့ရဲ့ဆရာတော်ကြီးပါလာပြီနောက်ပိုင်းပါချုပ်ဆရာတော်ကြီးပါစော်ကားအောင်မလားမသိဘူးဒီကောင်လေးကပါချုပ်လူဆရာတော်ကြီးတောင်စော်ကားကြအောင်မလားမသိဘူးဘယ်တော့စော်ကားအောင်လဲမသိဘူးနော်ဒါတွေကဘယ်တော့ဒီကောင်နောက်ကနေဘဲဘဲဘဲကောင်ပတ်စံဘဲကလားကတော့ဘဲကလားတွေပတ်စံပြီးထားတာမသိဘူးဒီကောင်အဲ့လိုပဲကျွန်တော်ပြောပါသေးဒီလူဆရာတော်ကြီးတို့ဘာလို့လုပ်တယ်ဆိုတာဒါရွေးချက်ရှိတယ်နောက်ကွယ်မှာရွေးချက်ရှိတယ်နောက်မှာသူ့စပွန်ဆာဘဲကလာနေလည်းမသိဘူးအဲ့ရွေးချက်ကတစ်ခုရှိတယ်ဒီလိုပဲကျွန်တော်ပြောပြပါစီနော်ဒါကတော့ကျွန်တော်တို့ဒီနေ့အဲ့ဒါထည့်ပြောတာပါပြီးတော့ ပေါ့နော်ကျွန်မတစ်ဆက်တည်းပြောပြလိုက်ချင်တယ်ရှင်သတင်းလေးတွေကိုဆက်ဆက်နေရောလေရန်ကုန်မှာဆိုရင်လည်းအခုဒီဘီလက်မြေကြီးပေါ့နော်ကုံသွားပြီဆိုပြီးတော့အယောင်းတွေပိတ်ထားတယ်တဲ့ရှင်ကိုးထောင်တွေပိတ်ထားကြတယ်တဲ့အချို့ဆောင်လွယ်ဆိုင်တွေကလေကျွန်မတို့နိုင်ငံမနေ့တနေ့ကမှငလင်လှုပ်ပြီးရနော်လူတွေချက်ချင်းအိမ်ပြန်မဆောက်သေးဘူးရှင်နောက်ဆက်တွဲငလင်တော့မှဒီတလအတွင်းမှာနည်း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 ချင်းလှုပ်အောင်မှဖြစ်တဲ့အတွက်အိမ်ဆောက်တဲ့လုပ်ငန်းတွေပြန်မလုပ်ကြသေးဘူးရှင်အဲ့ဒီအချိန်မှာရန်ကုန်မှာလည်းငလင်တန်းခံရတာလည်းမဟုတ်ဘူးနော် သိလားအထဟိုဘီလက်မြေတွေကစိုင်မှာကုံသွားတယ်ဆိုတော့ဘာလဲဘီလက်မြေတွေကိုအေးဖြော်ပြီးတောက်လိုက်လို့လားရှင်မေးကြမေးကုံအစ်တစ်ခုပဲရှိတော့တယ်ကျမလည်းခါကြရင်ဟိုမေးရတာမေးကုံကများတော့မမေးတတ်တော့ဘူးတို့လေတို့ရဲ့လောက်ရက်ကြီးကြည့်ပြီးကျမမေးကုံမထုတ်တတ်တော့အဲ့တော့ကျမမေးကုံထုတ်မယ်ဘီလက်မြေတွေကုံသွားတာအေးဖြော်ပြီးတောက်လိုက်လို့လားရှင်အဲ့ဒီဆောက်လို့ရေလုပ်ငန်းရှင်ဟိုဆောက်လို့ပစ္စည်းရောင်းလက်ဆန်းလူတွေပိုင်ရှင်တွေဘောနော်အကုန်စုပြီးတော့အေးဖြော်ပြီးတောက်လိုက်ကြရလားအဲ့လိုတစ်နေ့တည့်ရတိုင်းနဲ့ကုံသွားရအောင်တိလာကဲဆဲလုပ်ငန်းမဲ့လုပ်နေရတဲ့အချိန်ဆောက်လို့ရလဲမလားသေးဘူး နော်စောက်လို့ရလုပ်ငန်းရှင်တွေလည်းကျွန်မတခါလေးပြောပြကြင်တာလေစောက်လို့ရလုပ်ငန်းရှင်တွေပစ္စည်းရောင်းရမှာနော်မပူနဲ့မတရားရောင်းရမှာမတရားအောင်ရောင်းရမှာဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ပျက်စီးသွားတဲ့အိမ်ကြီးအတွက်ကိုလည်းကြည့်ပါအောင်ရှင်ပျက်စီးသွားတဲ့အဆောင်အုံကြီးအတွက်ကိုလည်းကြည့်ပါအောင်လူတွေပြန်ဆောက်ကြမှာရှင်တို့ပစ္စည်းတွေဝယ်မှာမပူနဲ့ရှင်တို့စိုင်းခါလီဖြစ်တဲ့အထိကိုသူများဝယ်ကြမှာဒါပေမဲ့အခုချိန်မှာအဲ့လောက်တိလောဘမကြီးနဲ့လေအရေးအတွက်လေးပဲစားလေရှင် ကျွန်မသာစောင့်နေလုပ်ငန်းရှင်ဆိုကျွန်မစဉ်းစားမှာဩဘာဖြစ်ပုံမှန်ကျွန်မ100ရောင်းရတယ်ဆိုရင်1000တိကျောင်းပေါက်ရောင်းရမယ်1000လဲရောင်းရနိုင်တယ်ဆိုရင်ငါရတဲ့အမျက်လေးကိုငါလျှော့လိုက်မယ်ဟုတ်တယ်မလားပြီးရခါမှာငါအရေးအတွက်လေးပဲစားမယ်ဆိုရင်ကုသိုလ်လည်းဖြစ်တယ်သူများလည်းတောက်တောက်တတနဲ့အဆင်ပြေတယ်ဒီစောင့်နေပစ္စည်းတွေဆိုတော့ကုံသွားမဲ့ပစ္စည်းမဟုတ်တာရှင်ထပ်တက်ပြီးမှားပြီးတော့ရောင်းနေလို့ရတာပဲလေပုတ်ကုံလည်းမဟုတ်ဘူးရှင်ကျွန်မပြောချင်တာသိလားအဲ့တော့နည်းနည်းလောဘလေးလျှော့ကြပါအောင်လို့နော်ဒီလောဘတွေကြောက်ပဲမြန်မာနိုင်ငံအခုလိုဖြစ်နေတာလေးကို နည်းနည်းလေးသူများဖြစ်တာကြည့်ပြီးတန်ဝေကမယူတတ်ဘူးဆိုကိုဖြစ်မယ်နော်သိလားသူများဖြစ်နေတာမြင်ပြီးတော့တန်ဝေကယူတတ်ရတယ်ရှင်လူဆိုတာလေအဲ့လိုမယူတတ်လို့ရှင်ကိုအလှည့်ရောက်လာမှာနော်သိလားသဘောပေါက်လားကျမအဲ့ဒါလေးတော့ပြောချင်တယ်ရှင်သိလားကျမတော့တောင်းတော့ကိစ္စရယ်ဝင်မပြောချင်ပါဘူးရှင်ဒါပေမဲ့အများပြည်သူဒါရိုက်ထိခိုက်လာတဲ့အတွက်ပြောပြရဖြစ်ပါတယ်နိုင်ငံတော်ကလည်းဒါလေးစစ်စစ်ပေးပါဂိုးတော်တွေမှာပစ္စည်းတွေကိုအဲ့လိုတူထောင်ထားရတဲ့ဆိုရင်ပြည်သူကသိလိုက်ပါရှင်နော်ကျမရေးဆက်ပြောရလို့မထင်ပါနဲ့ဘာကြောင့်လဲဆိုတော့သူတို့ကပြည်သူစေတနာမှမရှိရအောင်ရှင် ဲ့တော့ပြည်သူပိုင်းတင်းလိုက်အနည်းဆုံးတော့ပြည်သူအိမ်ဆောက်ဖို့အတွက်အဲ့ဒါလေလုံမှာပဲလေဟုတ်တယ်မလားရှင်းရှင်းလေးလုံမှာပဲအဲ့လိုရဲ့နေရာတုံးပေးလိုက်နော်ခါကျရင်ဒီမှာလည်းအဲသူပြောမယ်အစိုးရဒီမှာတာဝန်ထမ်းဆောင်နေသူမဖြစ်တာအင်မတန်ကံကောင်းနေအဲ့လူတွေသိလားနော်ကျွန်မလှုပ်ချင်အောင်လှုပ်တာနဲ့သူတို့လည်းနေကြရှိမှာမဟုတ်ကျွန်မလည်းနေကြရှိမှာမဟုတ်ဘူးဆရာအဲ့လိုအဲ့လိုဖြစ်သွားနိုင်တယ်ပေါ့နော်ဒီတော့ နည်းနည်းပါပါဟိုတစ်ချက်စောင်းငယ်ကြည့်ကြပါဦးရှင့်အခြေအနေလေးကိုလေနော်ဒီအချိန်ကကုသိုလ်ယူမယ်ဆိုအင်မတန်ယူလို့ကောင်းတဲ့အချိန်မှာတန်တရာအတွက်ပါမယ့်ကုသိုလ်တွေရမှာနော်အဲ့ဒါကိုတန်တရာအတွက်ပါမယ့်အကုသိုလ်တွေယူရဲဆိုတော့လည်းမပြောတော့ဘူးပေါ့နော်ဒီတော့ကျမောက်နိုင်ငံမှာတော့ပတ်စံတွေအဲ့လောက်ထိအောင်စူးစမ်းပြီးရှာနေရတယ်ဆိုဘယ်တော့တော့သိမ့်လို့လဲရှင့်ကျမစဉ်းစားလို့အများသိရင်ယူသွားမလို့လားထည့်ပေးလိုက်မယ်နော်ဒီလားကျမတို့ကလည်းအရွက်တိုက်တတ်တော့လေအဲ့လိုမျိုးပတ်စံအသေးစားရှာရလို့ရဆိုဖြစ်မှာပတ်စံအကုန်လုံးသူ့ပိုင်ဆိုင်မှုဘန်နဲ့ထုတ်ပြီးကျမအကောင့်နဲ့ထည့်ပေးလိုက်တယ်။ဒါပေမဲ့ तू ယူသွားနိုင်မှာမဟုတ်ဘူးရှင့် သိလားကျမတို့ထည့်ပေးတော့ तू မယူနိုင်ဘူးသိလားလမ်းမှာပျောက်သွားမှာခြေနေရလို့ရရှိအတန်တရားလည်းမပါအောင်ရှင့်နော်နည်းနည်းပပအဲ့အတွေးခေါ်လေးလည်းရှိကြပါအောင်ရှင့်နော်သိလို့ရှင့်ဝစ်ထရကိုတခုတော့မသေးကြတဲ့ခေတ်ကာလကြီးမှာပတ်စံရှာတဲ့အခါမှာကုသိုလ်လေးနဲ့ရှင်ပြီးတော့ရှာတတ်ဖို့လိုတယ်ကို့မှာလည်းရှိနေပြီပဲရှင့်ဟုတ်တယ်မလားကို့မှာလည်းရှိနေပြီပဲသူများတွေနည်းနည်းလေးမျှပေးလိုက်ပါနော်အဟာဒီတော့ကျမတိုက်တွန်းတင်ပါတယ်ရှင့်အဲဒါမဲ့တချို့ စီးပွားရေးပညာရှင်တွေကတော့ဒီလောက်တိုက်တွန်းအောင်လည်းမရပါဘူးရှင့်သူကစီးပွားရေးပဲကောင်းနေရှိရလေဟုတ်လားအဲ့တော့တော့ပတ်စံလေးရန်ရှာကြနေရပေါ့ရှင်းပြောပါဆိုပတ်စံသာတရေတိရှာရတာသူတို့အလောက်ထိကြိုးစားပန်းစားရှာနေကျွန်မလည်းပြောတတ်ဘူးဒီတော့ဒီလိုလူတွေကတော့ပတ်စံသာရှိရအစင်တန်းမရှိလားရှင်သိလားသူတို့လက်ထက်မှာပတ်စံလေးရဲ့တနာရှိရဒါပေမဲ့သူရဲ့စိတ်ဓာတ်ထဲမှာတံမိုးကြီးတဲ့ရဲ့တနာအမြူတေတွေစာနာမှုအမြူတေတွေပါမလားရှင့်သူတို့အခွန်တက်တက်လူသားတွေဒီတော့ဒီလိုလူသားတွေကြတော့ကျွန်မတို့ကရွှေပြေးတရားဟောပြီးပြောလို့မရဘူး နိုင်ငံတော်အာဏာစက်နဲ့လုံမရမှာရှင်မင်းတို့အားလုံးငြိမ်စုံငြိမ်ဟိတ်စုံဟိတ်တိတ်စုံတိတ်မှာပဲရမှာဒီတော့မှပြည်သူကတတ်တာချောင်းကြည့်စွာနဲ့အိုးအိမ်တွေပြန်လဲပြီးတိဆောက်နိုင်မှာရှင်နိုင်ငံတော်လည်းတိဆောက်ရေးတွေအများကြီးလုပ်အောင်မှာစောက်လော်ရေလုပ်ငန်းရှင်တွေဒီလိုအချိုးချိုးမဲ့ဆိုရင်ပြည်သူတွေဘလောက်ဒုက္ခရောက်မလဲဆိုတာနိုင်ငံတော်အစိုးရသိတဲ့မှာရှင်ဒါကြောင့်နိုင်ငံတော်အစိုးရကသာသူတို့ဝင်ရောက်ကင်တွယ်ပြီးတော့ဒီကိစ္စလေးဖြေရှင်းသိမ့်တဲ့အတွက်ကျွန်မအနေနဲ့သတင်းလေးအနေနဲ့တင်ဆက်ပေးတာဖြစ်ပါရှင်ကျွန်မအနေနဲ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ပြည်သူတွေပုံမှန်စေတနာနည်းတဲ့လုပ်ငန်းရှင်အချို့အကြောင်းကိုဆက်လက်ပြီးတင်ဆက်ပေးကြမှာဖြစ်ပါတယ်။ မနေ့ကဆို ခစ်တဲ့မှာစာတစ်စောင်တင်ထားတွေ့ပါရှင်အဲ့ဒီစာလေးကိုကျွန်မအရင်ဆုံးပြသပါမယ်ရှင်ခစ်တဲ့လိုမျိုးအကြမ်းဖက်မီဒီယာအကြမ်းဖက်ပြည်ပြေးမီဒီယာစီကိုသတင်းပေးပို့လာတဲ့သူကပေါ့နော်ရွှေလင်းဘန်းစက်မှုဆောင်ကတာဝန်ရှိသူတရားနဲ့တူပါရှင်ဒီစာကိုပေးပို့လာတာဒီစာလေးမှာရေးထားတာကတော့နိုင်ငံတော်ကနေပြီးတော့လုပ်ငန်းရှင်တွေစီကနေအလှူခံတာရှင့်သူကစက်မှုဆောင်နေအနေနဲ့တစုံ3200လှူဒန်းပေးဖို့နှိုးဆော်ထားပါတယ် တို့ဖြစ်ပါရေးတဲ့လူချင်းမင်းရဲ့ဆက်ရောင်လို့ရောကုမ္ပဏီကနေပြီးတော့စေနာတရာတရားထက်တန်စွာနဲ့ငွေကျပ်သသိန်းကို၄ရက်၄လ2025ရက်နေ့ရုံးချိန်နောက်ဆုံးထားပြီးတော့ရွှေလင်းမန်းဆက်မှုဆောင်စီမံခန့်ခွဲရုံးကိုလာရောက်လှူဒန်းပေးဖို့အတွက်နှိုးဆော်တယ်ပေါ့နော်ဂုံပြူမှတ်တမ်းပေါ်ကိုလည်းပြန်လည်ပေးရသွားမယ်ဆိုပြီးတော့ရေးသားထားပါရဲ့ရှင်ခစ်တကအဲ့တရင်ကိုရေးထားတာကဘာလဲဆိုတော့စစ်ကောင်စီရတဲ့လုပ်ငန်းရှင်တွေကိုတဲ့ငွေကျပ်လှူဒန်းဖို့အတွက်ကိုတဲ့အတင်းအထမနှိုးဆော်ပဲပေါ့နော်အတင်းတောင်းတယ်ပေါ့ရှင် တောင်းတဲ့ပတ်စံကြည့်လိုက်တော့လေကုမ္ပဏီတစ်ခုသသိန်းနဲ့ငွေသသိန်းတော့မလှူနိုင်ပါရှင်အဲ့ဒီကုမ္ပဏီလေကျွန်မမေးချင်တာလေသိလားမလှူနိုင်ထားမလှူနဲ့ကိစ္စမရှိဘူးစေတနာလုံးဝမရှိမှလားမလှူနဲ့ဒါပေမဲ့ဒီလိုဓာတ်ပုံကိုဒီလိုမျိုးစာကိုအကြမ်းဖက်မီဒီယာတွေစီပို့ပြီးတော့နိုင်ငံတော်မှာဖြစ်နေတဲ့အခက်အခဲတွေပေါ်မှာအခွင့်အကောင်းယူပြီးတော့နိုင်ငံရေးအမျက်ထုတ်တာတင့်တော်တယ်လို့ထင်ပါသလားရှင်စာထဲမှာရေးတဲ့အကြောင်းအရာကိုကျွန်မသေချာဖတ်ပြီးပြီနှိုးစော်တဲ့စာပါရှင်ချိန်ချောက်တဲ့စာမဟုတ်ဘူး သိလားပြီးတော့နှိုးစော်တယ်ဆိုတာဒါတန်းသူပြည်သားရဲ့လိုအပ်နေတဲ့အချိန်ရဲ့ရှင်ငွေတသိမ်းမဲ့လှူခိုင်းတာနိုင်ငံတော်ကဒါမျိုးကြတော့ညှို့ညင်တယ်ဒါဆိုရင်ဟို PDF တွေချိန်ချောက်စာရောက်လာပြီးကြည်တထောင်နဲ့အတူသိန်း200ထက်300ထက်1000ထက်ဆိုတာမျိုးအချိန်မျိုးတွေကြုံကျင်နေပေါ့အဲ့လိုမျိုးကြတော့တထားတယ်ပေါ့အဲ့လိုလားကျမနိုင်ငံကလုပ်ငန်းရှင်အချို့ပါဗောနော်အဓိကကဒီရွှေလင်းမဆက်မှုဇုံထဲမှာရှိနေတဲ့ကုမ္ပဏီတွေကတခုခုကနေပြီးတော့ ခစ်တက်ကိုပေးပို့လိုက်တာနဲ့တူပါရဲ့ရှင်အဲ့ဒါကအကြမ်းဖက်တွေနဲ့ဆက်သွယ်တာနော်အမှုကတော်တော်ကြီးရဲ့ရှင်သိလားအကြမ်းဖက်မီဒီယာတွေကိုသတင်းပေးပို့တယ်ဆိုတာကအကြမ်းဖက်နဲ့ဆက်သွယ်တာပဲပိုင်ဆိုင်မှုအားလုံးသိမ်းလို့ရတယ်ထောင်ချလို့ရတယ်နော်ဒါနိုင်ငံတော်ဥပဒေပဲရှင်ကျွန်မချိန်ချောက်နေရမဟုတ်ဘူးဥပဒေရှိတဲ့အတိုင်းကျွန်မပြောပြနေတာသိလားဥပဒေတိုင်းကျမရွတ်ပြနေရရှင့်အကြမ်းဖက်အားပေးဘာတွေရှိလဲဆိုတာတစ်ချက်လောက်ဥပဒေတော့ဖတ်ကြည့်လိုက်ပါအောင်။နော်နိုင်ငံတော်ကအခုကနှိုးစော်တဲ့စာလေးရှင့်။သိလားနှိုးစော်တာ။ပြီးတော့တသိမ်းမဲ့ထည့်ခိုင်းတာကုမ္ပဏီတစ်ခုကို ီတော့မထည့်ချင်အောင်ဆိုရင်ဟုတ်ပြီကောင်းပြီလေနိုင်ငံတော်ဘောစေတနာမရှိဘူးဒီအစိုးရမဟုတ်လို့မလူချင်အောင်ဆိုမလူပါနဲ့ရှင်ဘသူကမှအတင်းမတောင်းဆိုပါအောင်နော်မတရာရေစာလဲပြည်သူတွေကမစားကြမှာအောင်ကျမတို့မြန်မာနိုင်ငံပြည်သူတွေမာနရှိပါတယ်ဘလို့ပဲဒုက္ခရောက်ရောက်မတရာရေစာတွေပါလာရင်ကျမတို့မျိုးမကြပါအောင်ရှင်အစာလဲမကြိတ်ပါအောင်မစားပါအောင်မလူပါနဲ့မတထားလူတယောက်မှမလူနဲ့ဘာကြောင့်လဲဆိုတော့အခုလိုမျိုးကာလဒါနတကယ်ကိုကုသိုလ်တရားကြီးကြီးမားရမယ့်အချိန်မှာစေတနာမြတ်တာကုသိုလ်တရားမလုပ်နိုင်တဲ့သူကတော်တော်အကုသိုလ်ကြီးလို့ပဲရှင့်သိလား အကုသိုလ်ကြီးလွန်းလို့ဒါကိုအလှလို့မမြင်မဲနဲ့အကုသိုလ်အဖြစ်နဲ့အခွင့်အရေးယူတဲ့အဖြစ်နဲ့သူတို့မြင်နေတာနိုင်ငံရေးအမျက်ထုတ်နေကြတာရှင့်သိလားခါကြောက်လေကုသိုလ်ပြုဖို့အတွက်အကြောင်းအရာဆိုတာကကို့မှာဖန်မှမဖန်လို့ရှင့်ပြုခွင့်မရှိဘူးနော်သိလားကုသိုလ်ပြုကျင်လို့တော့မပြုနိုင်တဲ့သူတွေအများကြီးပဲရှင့်ပြုရမယ်ဆိုတော့ပိတ်တာမျိုးဆက်တွေပေါ့ရှင့်သိလားပိတ်တာမျိုးဆက်တွေအဲ့ဒါလေနော်လှူဖို့အခွင့်အရေးကြုံလာတော့မှလှူဖို့အမောက်လေးရလဲဘယ်တော့မှမများတာတော့မှစေတနာမြတ်တာမရှိဘူးသူတို့အဲ့ဒါပိတ်တာမျိုးဆက်တွေရှင့် နော်အဲ့တော့ဒီတဘောကတော့ရှင်ညံနေကောင်းပြီးတော့ဟိုဘယ်လိုပြောရမလဲလုပ်ငန်းခွင်လန်းနေရှိတော့ချမ်းသာချမ်းသာမှာပေါ့ဒါပေမဲ့ကိုယ့်အကူကောင်းတဲ့မှာမှတ်ထားပါဘောနော်ငါတို့ကပိတ်တာမျိုးဆက်တွေပဲလို့ဒီလားစမလေးစကားတွေကိုသိပြီးတော့ရရန်ဆိုင်ဆိုင်မပြောချင်ဘူးဒီလားဒါပေမဲ့အခုလိုအချိန်နေကြုံတဲ့ခါကျတော့ဒီလိုစေတနာဆိုးတဲ့သူတွေမြင်တဲ့ခါမှာသူတို့နဲ့ထိုက်တန်တဲ့စကားလေးတွေကိုကျွန်မရွေးပြီးတော့ပြောပြတာရှင့်ဒီတော့ကိုယ့်နိုင်ငံကစေတနာမရှိဘူးနိုင်ငံခြားကနေပြီးတော့ကိုယ့်နိုင်ငံအလှူတွေကိုပိတ်ပင်တယ်ဟိုအလှူလုပ်တဲ့လူတွေပေါ်မှာဒုက္ခပေးတယ် နော်စိတ်ဓာတ်တွေယုံမာတယ်ဟိုမသိလို့ရှိရင်အလှပစ္စည်းအားလုံးနိုင်ငံတော်ပဲခိုးလိုက်သလိုမျိုးတွေ online ပေါ်မှာရှောက်ရေးတဲ့သူတွေအားလုံးအဲ့ဒါပိတ်တာမျိုးဆက်တွေပဲရှင်ကျွန်မတရားနေတခါရပြောပြလိုက်မယ်နော်အဲ့တော့အဲ့ဒီပိတ်တာမျိုးဆက်တွေအနေနဲ့လှုပ်ချင်တာဆက်လှုပ်ပါနော်ကိုလှုပ်တာကိုရတယ်ရှင်ဒီချိန်မှာနိုင်ငံတော်ပေါ်စေတနာထားတဲ့သူကကုသိုလ်တရားတွေအများကြီးရရှိမှာဖြစ်ပြီးတော့နိုင်ငံတော်ပေါ်မှာစေတနာနဲတဲ့သူတွေကအကုသိုလ်တွေအများကြီးရမှာပဲရှင်နော်ဒီတော့ပိတ်တာမျိုးဆက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်မဘာမှမပြောချင်တော့ဘူးဒီလောက်ပဲတင်ပြတော့မယ်ရှင့် အဓိကကတော့နိုင်ငံတော်ပေါ်မှာစိတ်ဓာတ်နည်းတဲ့လုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာတကယ်ရှိရဲဆိုတာလေးကိုကျွန်မသတင်းသုံးသပ်ချက်လေးရနေပြီးတော့ပဲမိဘပြည်သူများသိအောင်လို့ထုတ်ဖော်ပြောပြပေးတာဖြစ်ပါရဲ့ရှင်။မိဘပြည်သူများရှင်ကျွန်မအနေနဲ့ဒီနေ့တော့ပေါ့နော်နောက်ဆုံးပြောပြချင်တဲ့သတင်းလေးကတော့ငလင်ဘေးဒဏ်တဲ့ပြည်သူတွေလှူဒန်းကျင်နေဆိုရင်နိုင်ငံတော်အစိုးရစီကိုဒါရိုက်လှူဒန်းနိုင်တဲ့သတင်းချက်လက်လေးကိုကျွန်မပေးချင်ပါရဲ့ရှင်။ဈာပြပြောချင်တာကလေစေနာရှိမှလှူပါနော်။သိလားစေနာရှိမှလှူပါရှင်။အလှူဆိုတာက မတားမြစ်ကောင်းသလိုမျိုး ဟိုစေတနာရှိမှလှူတာပိုကောင်းပါတယ်ရှင်ဘာကြလို့ဆိုတော့ကျမတို့ကပေါ့နော်ညောင်စည်းလောက်လှူပေမဲ့ညောင်မင်ကြီးလောက်ရရတယ်ဆိုရင်အရာကစိတ်ဆွမ်းအားတွေပါဝင်တယ်ရှင်ကိုကစေတနာရှိမှနှုတ်ဆိုပစက်ကုံတာပဲဖတ်တယ်မှာရှင်ခုနလုပ်ငန်းရှင်တွေလို့ပေါ့ရှင်စေတနာမြတ်တာမရှိဘဲနဲ့နိုင်ငံတော်တခိုးလိုပဲမြင်နေတဲ့သူတွေကတော့မလှခြင်းမလှပါနဲ့ရှင်ဘာမှဖြစ်ကိုပစံနဲ့ကိုမဟုတ်ရစားလိုက်အဲ့ဒါကိုဘိုက်ပြေတယ်ခဏတာဘိုက်ပြေသွားတယ်အနည်းဆုံးအကျိုးရှိတယ်ဟုတ်တယ်မလားနှမို့ဆိုလှူလိုက်ရတဲ့ပတ်စံအခုတို့အလုံးခဲင်းနဲ့ ငါပတ်စံကိုနိုင်ငံတော်ကခိုးသွားမလားဟိုလူကခိုးသွားမလားပေါ့နော်လှူလိုက်တာပတ်စံလေးတသိန်းနှစ်သိန်းပေါ့ရှင်ပြီးရင်ထိုင်ပြီးတော့အတွေးတွေပွားနေတာပေါ့ရှင်တဲ့မလားအဲ့လိုစေနာသုံးတံမပြတ်ဘူးခေါ်တာပေါ့တွေးပြီးတော့တဲ့မလားဟေးဟိုလူကခိုးပြီလားငါပတ်စံဒီလူကခိုးပြီလားဆိုတော့အဲ့အကုသူကပိုကြည့်ရဲ့ရှင်ကံဆိုရဲ့သဘောတရားမှာကသူကကြီးရဲ့ကံကပို့ပြီးတော့အကျိုးပေးတာပေါ့နော်ကုသိုလ်ကံကြည့်ရင်ကုသိုလ်ကံအကျိုးပေးတယ်အကုသိုလ်ကံကြည့်ရင်အကုသိုလ်ကံအကျိုးပေးရဲ့ရှင်နော်အဲ့တော့လှူရတာနည်းနည်း အခုတို့ကြည့်ပြီးတော့ဒုက္ခရောက်မှာဆိုလို့ပြောပြတာပါเนาะဒီတော့စိတ်ပြတ်မှလူစေနာသုံးနံပြတ်မှလူဒါကတော့ကျမအနေနဲ့ဒီလောက်ပဲတိုက်တွန်းလို့ရရဲ့ချက်ကျမတို့လည်းတတ်နိုင်ဆုံးပါเนาะဆောက်ရှောက်မှုတွေလုပ်မှာပါနိုင်ငံတော်မှာလည်းအခုဒီအလှူဒန်းတွေပေါ့เนาะလုပ်နေရဲ့အလှူရှင်တွေခေါ်ယူနေတဲ့အချိန်မှာကျမတို့မီဒီယာအားနဲ့အလှူရှင်များများရရှိအောင်လို့လည်းအမြဲတမ်းကြေညာပြီးတော့နှိုးဆော်ပေးနေမှာဖြစ်ပါရဲ့ချက်ကျမတို့ကိုယ်တိုင်ရရှိထားတဲ့ချွေးနေစာကျမတို့ရဲ့ချွေးနေစာစစ်စစ်အမြဲတမ်းဖြူစင်သောပတ်စံပညာကြီးစစ်စစ် အဲ့ဒီလောက်ခလားစာလေးနဲ့လည်းကျမတို့အတက်နိုင်ဆုံးအဝတ်ထည်တွေစားတော့ကုန်ပြီပေါ့နော်လိုအပ်တဲ့အရာလေးတွေကိုကျမတို့အတက်နိုင်ဆုံးလှူမှာဖြစ်ပါရှင့်ကျမတို့လှူနိုင်တဲ့အမောက်က9000လာ3000လာဒီလောက်ပဲရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျမတို့ရှင်နေတဲ့စေတနာအပြည့်ပါတယ်ဆိုတာသိကြရဲ့ရှင့်ဒီလိုစေတနာပါတဲ့ငွေတွေကိုပဲလှူကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါရှင့်ဒီတော့ကျမတို့နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့လှူဒန်းကျင်တဲ့သူတွေအနေနဲ့နိုင်ငံတော်စီကိုလှူဒန်းလို့ရတဲ့အလှူရှင်တွေပေါ့နော်လှူရှင်တွေအနေနဲ့ဒီအောက်ပါပုံကိုတွေကိုလွှင့်နှမ်းနိုင်ပါတယ်ဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ထားတာရှိပါရှင့် ဲ့ဒီထုတ်ပြန်ချက်လေးကိုကျွန်မပြသပါမယ်ရှင်ကျမကူပြတာတယ်လူပုဂ္ဂိုလ်တွေနဲ့ဌာနဆိုင်ရာတွေဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့လှူဒန်းနိုင်ပါတယ်လို့ကျမအနေနဲ့တိုက်တွန်းနှိုးဆော်ကြပါရှင့်နိဗ္ဗာန်စော်လေးလှုပ်ပေးတာဖြစ်ပါရှင့်ကျမတို့အနေနဲ့အလှူဆိုတာကချင့်ချိန်ပြီးလှုပ်ကြတာပေါ့နော်ကျမတို့ဗုဒ္ဓဘာသာမှာကကို့မှာတသိန်းရှိရဲဆိုရင်9000လှူခြင်းလှူပါ3000လှူခြင်းလှူပါ2000လှူခြင်းလှူပါ ဝင်အမောက်ကရေးမကြည့်ပါရှင့်အားလုံးရဲ့ချစ်ချင်းမေတ္တာတွေအားလုံးရဲ့သစ္စာတရားတွေအားလုံးရဲ့မေတ္တာတရားတွေဟာဒီအလူငွေတွေအနေနဲ့ဒုက္ခရောက်တဲ့သူတွေစီစီးစင်းသွားဖို့အထူးပါပဲရှင့်ဒါလေးတော့ကျွန်မနေတိုက်တွန်းနှိုးဆော်လိုပါတယ်ဘယ်၍ဘယ်ဖယ်မျှပေါ့နော်လှူပါတန်းပါလို့ကျွန်မအတင်းမတိုက်တွန်းချင်အောင်ရှင့်အားလုံးကဒုက္ခကိုစီနေလေဟုတ်တယ်မလားဒီတော့ကိုယ့်ရဲ့လှူတဲ့အမောက်ကိုလည်းနဲလို့များလို့ဆိုပြီးအားငယ်ကြံမလို့ပါအောင်ရှင့်ကျမကလည်းအများကြီးမလှူနိုင်ပါဘူး။ဒါပေမဲ့လှူတဲ့ငွေပေါ်မှာစေတနာ၃နံပြက်ပြီးတော့စေတနာအပြည့်ဝထားရတယ်ဆိုရင် ကျမတို့ရဲ့အလှငွေလေးကအေးချမ်းဆောင်နဲ့ဒုက္ခရောက်တဲ့သူတွေစီရောက်သွားမှာပါရှင့်ဒါကသာကျမတို့အဓိကရရှိနိုင်တဲ့အကျိုးရလဒ်တစ်ခုသာဖြစ်ပါရဲ့ရှင့်ဒါလို့တော့ကျမတိုက်တွန်းချင်ပါတယ်အခုလိုဒုက္ခရောက်တဲ့အချိန်မှာတနေ့တော့ကိုကြီးဆောက်ရှောက်တာမင်္ဂလာမြည်ပါရဲ့ရှင့်ဒါကိုကျမတို့နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ကဘာသူကဘာသားအားလုံးကသိရှိပါရဲ့ရှင့် online ပေါ်မှာအကုသို့ကြီးစွာနဲ့ဖြန့်ဝေနေကြတဲ့အလှူတားမြစ်တဲ့ post တွေသူများကတခိုးတခိုးဆိုပြီးဆွဆွဲနေတဲ့ post တွေကိုကြော်လွှားသွားပြီးတော့ကိုယ်စေတနာအရှင်ခံပြီးတော့ဒါ အခုလိုမျိုးနိုင်ငံတော်ဒုက္ခရောက်တဲ့အချိန်မှာလှူဒန်းမှုတွေပြုလုပ်ပါအတတ်နိုင်ဆုံးကိုယ်မှရှိရာလေးတွေမျှဝေပေးပါလို့သာကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်။ကျွန်မသတင်းတင်ဆက်မှုတွေကလည်းတော့ပါပဲရှင့်။နောက်နေ့တွေမှာလည်းရရှိမြသတင်းလေးတွေကိုကျွန်မထုတ်လုပ်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင့်။ကျွန်မတို့ Prime Media ကိုအမြဲတမ်းအားပေးကြတဲ့မြပပြည်သူများအားလုံးစိတ်ချမ်းသာကိုကြားမှာကြပါစေ။